အင်္ဂလာပါကျွန်တော်2024ခုနှစ်မိခဲ့တဲ့ဒီအင်္ဂလိပ်စာမိခုနှစ်တည်းဟာပထမဆုံး question number 1 initial letters တွေနဲ့စာရင်းလေးချင်းကလေးတခုကြည့်ကြည့်အောင် complete the sentences with the appropriate words တင်တော်တဲ့စကားလုံးနဲ့ဒီဝါကျတွေကိုဖြည့်ဆွက်ပေးရမယ်ဒီ initial letters are given အစစလုံးလေးတွေကိုပြီးဟာပါတယ်အော် number 1အစကြည့်အောင် learning a new language opens up a world of blank for travel and cultural exchange ဟော learning a new language ဘာသာစကားအစ်စ်တစ်ခုကိုသင်ယူခြင်းက opens up a world of blanks and the blank ကဘာကြီးကိုသူကဖွင့်ပေးလိုက်တာပေါ့ဘာအတွက်လဲဆို for travel and cultural exchange ခီးသွားတာတို့ယဉ်ကျေးမှုဖလှယ်တာတို့အဲ့လိုမျိုးအတွက် blank ကဘာလောကကိုဖွင့်ပေးလိုက်တာပဲဖြစ်ပါတယ်ကြတာဆိုရင် ဆိုလိုချင်တာကဘာသာစကားအတိတ်တစ်ခုကိုကိုယ်နေကိုလိလာတဲ့အခါမျိုးကျတော့ခီးသွားလာတဲ့အခါမှာအဆင်ပြေတယ်ယဉ်ကျေးမှုဖလဲတဲ့နေရာမှာပို့ပြီးတော့အဆင်ပြေတယ်အော်တနည်းပြောမယ်ဆိုရင်အခွင့်အရေးတွေပို့ပြီးတော့ရလာတဲ့သဘောမျိုးဖြစ်မှာပေါ့။အိုနဲ့ဆိုင်တဲ့အတွက်ကြောင့်မလို့ကိုကအခွင့်အရေးဆိုတာမျိုးစဉ်းစားရမယ်။နောက်ပြီးတော့ဒီလိုမျိုးအခွင့်အရေးတွေရှိတဲ့ကမ္ဘာလောကကြီးကိုတကားဖွင့်ပေးလိုက်တဲ့သဘောဖြစ်တဲ့အတွက်ကြောင့်မလို့ကမ္ဘာလောကကြီးကိုဖွင့်ပေးလိုက်တဲ့သဘောဖြစ်တဲ့အတွက်ကြောင့်မလို့အခွင့်အရေးကိုကတင်းနေလို့ပါလို့ပြောမလဲ။ opportunities ပေါ့နော်။တခုတည်းမကတဲ့အတွက်ကြောင့်မလို့ opportunities မှာ STB ပါအဲ့တော့ဘလို့ရေးမလဲ O P P O R T U N I T I E S opportunities for. Number two, a balanced diet, which is rich in various plank, is crucial for maintaining good health and preventing diseases. Balanced diet, which is rich in various plank, blank အမျိုးမျိုးနဲ့ကျွဲဝါတယ်နော်အဲ့ဒီမှတ်တာတဲ့အစားအစာက is crucial for maintaining good health and preventing diseases ဒီကျန်းမာရေးကောင်းထိန်းသိမ်းဖို့တို့နော်ယောဂတွေကိုကောက်ွဲဖို့တို့အရေးကြီးပါတယ်ကြဒါဆိုရင်ဘာတွေနဲ့ကျွဲဝါတဲ့မှတ်တာတဲ့အစားအစာဖြစ်မလဲအဟာရတွေကျွဲဝါတဲ့ဥစ္စာဖြစ်မှာပေါ့နော်အဲ့ဒါမှာ various ကတော့မှ noun တစ်ခုထည့်မယ်ဒီ noun ကစမ်းသပ်မှာပေါ့နော်အဲ့တော့ nutrition လဲ noun ပဲ nutrients လဲ noun ပဲဘယ်ဟာပို့ဖြစ်နိုင်တယ်လဲ ဒီအာဟာရဓာတ်တွေနော်ကိုရီးယားရဲ့ carbohydrate တို့ vitamin တို့ mineral တို့စသဖြင့်အဲ့ဒါမျိုးတွေကိုဒါ nutrient ဆိုခေါ်ပါတယ်အဲ့ဒါတွေကျွဲဝါတဲ့ balance diet မှာကျမရဲ့ကောင်းအောင်ထိန်းသိမ်းဖို့တို့ယောဂတွေကိုကာကွယ်ဖို့အတွက်အရေးကြီးတာဖြစ်မှာပေါ့ဟုတ်ပြီနော်ကဲဒါဆိုရင်တင့်တော်တဲ့စကလုံးက nutrients ဖြစ်ပါမယ်အန်ယူတီအရိုင်း ENTS nutrients number 3 exposure to high levels of radiation can have blank effects on human health including the risk of cancer exposure ကထိတွေ့ခြင်းပေါ့ exposure to high levels of radiation ဒီတက်ရောင်ကြီးเนาะအဲ့ဒီပမာဏမြင့်မြင့်မမားနဲ့ထိတွေ့ခြင်းကကေတာမန်ထိရောက်မှုနဲ့အများကြီးထိတွေ့တဲ့ဥစ္စာမျိုးက can have blank effects on human health လူသားတွေရဲ့ကျန်းမာရေးပေါ်မှာ blank အကျိုးတရားမှုရှိနိုင်တယ်အဲ့အိမ်မှာဘာပါလဲလဲဆိုတော့ including the risk of cancer cancer and ရဲ့အပါအဝင်ပေါ့နော် လူသားတွေရဲ့ကျန်းမာရေးပေါ်မှာ blank အကျိုးတရားမှုရှိနိုင်ပါတယ် ဟုတ်ပြီကတော့ဆင် anyen ရှိတဲ့အကျိုးတရားမှု okay anyen ရှိတာကိုဘယ်လိုခေါ်မလဲ handful လို့ပြောလို့ရတာပေါ့ဟော hesitant ဆိုရင်မရဘူးလားရတာပေါ့နှစ်ခုစလုံးဖြစ်နိုင်ပါတယ် handful လည်းဖြစ်နိုင်တယ် hesitant လည်းဖြစ်နိုင်ပါတယ်ဟာဖူလ်ဒမဟုတ် hesitant ဒါနှစ်ခုစလုံးဖြစ်နိုင်ရယ်နော် number 4 blank affects climate change as it reduces the number of trees that absorb carbon dioxide အဲ့တော့ blank က affect climate change ရာသီဥတုပြောင်းလဲမှုပေါ်မှာတက်ရောက်မှုရှိဘာဖြစ်လို့လဲဆိုတော့ as it reduces the number of uh reduces the number of trees သူကတပင်းရဲ့အရေးအတွက်ကိုရှော့ချလိုက်လို့ reduces လိုလိုက်လို့ဘလို့တစ်ပင်နေလဲဆိုတော့ that absorb carbon dioxide carbon dioxide ကိုဆုပ်ယူတဲ့တစ်ပင်ရဲ့ပမာဏကိုရှော့ချလိုက်တဲ့အတွက်ကြောင့်မလို့ရာသီဥတုပြောင်းလဲမှုမှာအတက်ရောက်မှုရှိတယ်အဲ့တော့တစ်ပင်ရဲ့ပမာဏညော့သွားတယ်တစ်ပင်နေနေသွားတယ်ဒါမျိုးဆိုရင်ဒါတတော်ပြုံးနေရလို့ပြောရမှာပေါ့ဒီနေ့စတဲ့တတော်ပြုံးနေရဆိုတဲ့စကားလုံးကဘာတူတော့ deforestation D E F O R E S T A T I O N deforestation Number five, public blank plays a crucial role in reducing traffic congestion and lowering carbon emissions. A public blank, a map you do blank, plays a crucial role. အရေးကြီးတဲ့ကဏ္ဍကနေပါဝင်တာပေါ့။ဘာလို့ရမှာလဲ in reducing traffic congestion ရင်ကျော်ပိတ်ဆို့မှုကိုလျှော့ချရမှာ ਨੇ and lowering uh, carbon emissions ကာဗွန်ထုတ်လွှတ်မှုကိုဟိုနည်းအောင်လုပ်တဲ့နေရာမှာပေါ့နော်လျှော့ချတဲ့နေရာမှာအရေးကြီးတဲ့ကဏ္ဍပါဝင်တယ်။အဲ့တော့ ကိုနားလဲထားမဲ့အချက်ကတော့ရင်ကျောပိတ်ဆို့မှုတွေနဲ့ဆိုင်နေစင်တာရင်နေကားတွေနဲ့ဆိုင်တာပေါ့ဟုတ်ပြီနော်အဲ့တော့ကိုယ့်ရဲ့ private culture တုံးတဲ့အခါမျိုးကျရင်ကျောပိတ်ဆို့မှုဖြစ်တယ်အော်နောက်တစ်ခုက carbon dioxide တွေထုတ်လွှတ်မှုတွေများတယ်ဒါဆိုရင်အဲ့ဒါတွေကို short term ဆိုရင် private မတုံးမဲ့နဲ့ public တုံးကအများပြည်သူတည်ယူပို့ဆောင်ရင်စနစ်ပေါ့အများပြည်သူတည်ယူပို့ဆောင်ရင်စနစ်ကိုဘယ်လိုခေါ်သလဲ ठी နဲ့ဆက်ရဆိုရင် public transportation တမဟော public transport နှစ်ခုလုံးဖြစ်နိုင်ပါတယ် T R A N S P O R T A T R O N transportation လေးရတယ်သို့မဟုတ် T R A N S P O R T transport လေးရနိုင်ပါနော်ကဲနံပါတ်6 plank story the earth climate and its changes over time plank တွေကကဘာကြီးရဲ့ရာသီဥတုတွေပြီးတော့အချိန်ကြာတဲ့အခါမှာသူ့ရဲ့ပြောင်းလဲမှုတွေအဲ့ဒါတွေကိုလေ့လာပါတယ်โอเคဒါဆိုရင်ရာသီဥတုအကြောင်းတွေကိုလေ့လာတယ် climate ကိုလေ့လာရတဲ့သူကဘယ်သူပဲဖြစ်မလဲ climatologist ပဲဖြစ်မှာပေါ့ရာသီဥတုပညာရှင်တွေပဲဖြစ်မှာပေါ့ဟုတ်ပြီနော်အဲ့တော့ climatologist ဆိုပြောကြည့်အောင် C L I M A T O L O G I S T S climatologist number 7 the scientists blend the data from the experiment to draw a conclusion for the research a scientist တွေကလက်တွေ့စမ်းသပ်မှုကနေပြီးတော့ data တွေကို blend လုပ်တယ် နော်အဲ့တော့ blank လုပ်တယ်ပြီးတဲ့အခါမျိုးကျတော့မှဘာလို့ခုအတွက်အဲ့လိုမျိုး blank လုပ်ရတာလဲ to interpret to draw a conclusion for the research ဒီသူတေသနအတွက်ပေါ့နော် ကောက်ချက်ကလေးဆွဲနိုင်အောင်လို့အဲ့ဒီလက်တွေ့ဆက်သမှုကနေ data တွေကို သူဘာလုပ်မလဲ interpreted လောက်အောင်ပေါ့ပေါ့အတိပဲကောက်ယူအောင်ပေါ့နော်အဲ့တော့ဒါမှနောက်ဆုံးကြရင်ဒါကြောင့်ဒါဖြစ်ပါတယ်ဆိုပြီး conclusion ဆွဲနိုင်မှာကောက်ချက်ချနိုင်မှာအဲ့တော့ဒီလိုမျိုးလုပ်တဲ့ဥစ္စာ interpreted လုပ်တယ်လို့ခေါ်ပါတယ်အတိပဲကောက်တယ်နော်စကားပြန်တာလဲ interpret ပါပဲ အဲ့ data တွေပါရဆိုပြင်ပြီးတော့ကိုက interpret လုပ်ကြမှာပေါ့ဒါအခြေချောင်းမလို့ဒါဖြစ်တယ်အဲ့လိုမျိုး interpret လုပ်ရပါမယ်အတိတ်ကအကြောင်းပြောရမလို့ interpreted to be a past tense လုပ်လိုက်မယ် inter pretd interpreted in age after the doctor diagnosed the patient's symptoms thoroughly he blank antibiotics for her diagnose ရကယောဂအမျိုးမျိုးကိုရှာဖွေဖော်ထုတ်တာပေါ့အဲ့တော့ after the doctor diagnosed the patient symptoms thoroughly ဆရာဝန်ကနေပြီးတော့အဲ့ဒီလူနာရဲ့ယောဂလက္ခဏာတွေပေါ့ symptoms တွေကိုတူတူချာချာလေး or ယောဂရှာဖွေပြီးတဲ့နောက်မှာ he blank antibiotics for her သူအတွက် pre pre siwa စီတွေပေါ့နော် antibiotics တွေဟိုမှာ penicillin တို့ဘာလို့ဆိုတာ antibiotics တို့ခေါ်ပါတယ်အဲ့ဒါမျိုးလေးတွေကို blank လုပ်ပါတယ် ဘာလို့မလဲညှို့မိလိုက်မှာပေါ့ကေတာကိုတနည်းသုံးညင်းတော့ပါတခါတော့ဘယ်နှလုံးစတဲ့ဖြင့်ဒီလိုမျိုးဆေးညှို့မိတဲ့ဥစ္စာမျိုး prescribed လို့ဒီလိုခေါ်ပါတယ် prescribed နော် P R E S C R I B E D prescribed Number 9 The rapid advancement of technology has blurred the lines between the physical and the blank worlds. or uh, the blank advancement of technology ဒီ the rapid advancement of technology လင်မြင်တဲ့ဤပညာတူးတက်မှုတွေက has blurred the lines ဒီ line တွေကိုဝေဝါးသွားစေမှုန်သွားသွားစေ between the physical and the blank world blank နဲ့ blank ကဘာအခြားမှာအဲ့တော့ဒီမှာ world တစ်ခုရှိမယ်ဒီမှာ world တစ်ခုရှိတယ်နှစ်ခုတည်းမှာ line တစ်ခုခြားနေသလိုပဲပေါ့ဒါပေမဲ့အခုဒီမှာဤပညာတွေကလင်မြင်စွာတူးတက်မှုတွေရှိတဲ့ခါကျတော့ဒီ line ကအရင် ထူထဲထားနေရမျိုးမဟုတ်ဘဲနဲ့ဝီဝါဝါတဲ့သဘောမျိုးတနည်းပြောမယ်ဆိုရင်ဌာနချက်သိမရှိတော့တဲ့သဘောမျိုးဖြစ်သွားတာပေါ့အဲ့တော့ physical ဆိုရင်ဒါကရုပ်ပိုင်းဆိုင်ရာ spiritual SIC ရဲ့ physical ဆိုရင်ဒီပညာနဲ့ဆိုင်တဲ့ဥစ္စာ physical မဟုတ်တဲ့ဥစ္စာဘာဖြစ်မလဲ digital ပေါ့အဲ့တော့ကြောင့်မလို့ number 9က digital ရဲ့ digital number 10 semblance flowers look so real that it is hard to tell them apart from the real ones ဒီ blank pen တွေကအစ်စ်နဲ့အရင်တူတဲ့တူတာမလို့သူတို့ကိုအစ်စ်နဲ့ခွဲပြီးပြောရတာခက်တယ် hard to tell them apart from the real ones အစ်စ်နဲ့ခွဲပြောရတာခက်အဲ့တော့ဘလို့ pen တွေကအစ်စ်နဲ့တူမှာလဲအစ်စ်နဲ့တူတယ်ဆိုတော့ရအစ်စ်မဟုတ်တော့ဘူးလေဘာဖြစ်မလဲအတုပေါ့ဖန်တီးထားတဲ့ဥစ္စာပေါ့အဲ့ဒါကို a နဲ့စတဲ့စကားလုံးကဘယ်သူပဲဖြစ်မလဲ artificial ပေါ့ a r t i f i c i a l yeah artificial လောက်ဆိုရပြီเนาะအဲ့တော့အဖြေလေးတွေအကုန်လုံးပြင်ပြတိုက်ကြည့်အောင် number 1 number 1 opportunities 2 nutrients 3 harmful or hazardous 4 deforestation 5 transportation or transport 6 climatologists 7 interpreted 8 prescribed 9 digital and 10 artificial ဒါလို့ဆိုရင်အခုဒီကိုလက်ကလေးတွေကိုကောင်းကောင်းမွန်မွန်ဖြည့်ဆို့ပြီးတော့စဉ်းစားတဲ့ဥစားလေး ဟိုမှန်မှန်ကန်ကန်စဉ်းစားတတ်မယ်လို့ယူဆပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်